င်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အတွေ့အကြုံကကင်ဝေးပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမတော့ချူပါ။ဒီနေ့ဂျွန်လ20ရက်တောက်ကြနေအတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်နေတဲ့ Safe Hospital Safe Healthcare Campaign မှာလူမှုကောင်ဆောင်ဒေါ်အဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ်စက်သိန်း9000ကျော်လှူဒန်းလိုက်တဲ့တဲ့င်းကန်တောက်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် PLA ကသိမ်းပိုက်ရရှိတဲ့လက်နက်ခဲယံနဲ့စစ်တုံးပစ္စည်းတွေကိုထုတ်ပြန်လိုက်တဲ့တဲ့င်။အကြမ်းဖက်ဆဲအုပ်စုကိုထောက်ပံ့နေတဲ့တရုတ်စစ်လက်နက်ကုမ္ပဏီကနေယင်းနှိမ့်မြုံနယ်မှုတွေကို Airbus ကရုပ်သိမ်းလိုက်တဲ့တဲ့င်။ ပဲခူးတိုင်းမှာယခုနှစ်အတွင်းအကျန်းဖတ်စစ်အုပ်စုကြောင့်အမျိုးသမီး29ဦးအပါအဝင်60ဦးသေဆုံးခဲ့တဲ့တဲ့င်။ရင်းမဲ့ပင်မှာစစ်ကြောင်းထုတ်လာတဲ့အကျန်းဖတ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရမှာ၄ဦးသေဆုံးခဲ့တဲ့တဲ့င်နဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူသပိတ်တဲ့င်တွေပဲဖြစ်ပါတယ်။ပထမအဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်ကတော့ ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်နေတဲ့ Safe Hospital Safe Healthcare Campaign မှာလူမှုခေါင်းဆောင်ဒေါက်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဖြင့်7သိန်း8000ကျော်လှူလန်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်နေတဲ့ Safe Hospital Safe Healthcare Campaign မှာလူမှုခေါင်းဆောင်ဒေါက်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဖြင့်7သိန်း8000ကျော်လှူလန်းလိုက်တယ်လို့ဖြူဖြူအင်ဂျပန်အဖွဲ့ကမနေ့ကထုတ်ပြန်အသိပေးခဲ့ပါတယ်။ တော်လန်အမှုပညာရှင်ဖြူဖြူကျော်သိရဲ့ဂျပန်နိုင်ငံဖျော်ဖြေပွဲကနေရရှိထားတဲ့ရန်မုံငွေတွေထဲကနေအမေရိကန်ဒေါ်လာ3,600တောင်း7,800တောင်းကျော်ကိုအခုလိုလှူဒန်းလိုက်တာလို့ဖြူဖြူအင်ဂျပန်အဖွဲ့ကအသိပေးထားပါတယ်။လူလူကောင်းဆောင်နိုင်ငံတော်အတိုင်မခံအမေဒေါ်ဆန်းစုကြည်ရဲ့အနည်း80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ဖြူဖြူအင်ဂျပန်ပွဲမှာရရှိတဲ့ရန်မုံငွေများထဲမှာ မဖြစ်မနေလိုအပ်သောကဏ္ဍတစ်ခုဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့ Safe Hospital Safe Healthcare Campaign အတွက်လက်ရှိ project ပြည့်မီရန်ကြန့်ရှိနေတဲ့40ရာခိုင်နှုန်း USD 36000ဒေါ်မြန်မာငွေကျပ်3,000ကျော်ကိုပါဝင်အဖြစ်လှူဒန်းကြောင်းဂုံယူစွာအတိပေးအပ်ပါလေလို့ဖြူဖြူကြီးဂျပန်ကအတိပေးပြောကြားခဲ့တာပါ။ ။ဒါ့အပြင်အမေရိကန်ပြည်အောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆက်ခရမန်တိုမြို့မှာပြုတ်လုတဲ့ဒေါ်လာရန်ပုံငွေပွဲကနေရရှိလာတဲ့အမေရိကန်ဒေါ်လာ8000ကိုစစ်မှားရေးဝန်ကြီးဌာနကပြုတ်လုတဲ့ Safe Hospital Safe Healthcare Campaign ကိုလှူဒန်းလိုက်တယ်လို့သိရပါဗျ။ Sacramento မြို့မှာတော်လိုင်းရံမုံငွေဘောလုံးပွဲနဲ့အတူမြောက်ပိုင်းကယ်လီဖိုးနီးယားမြန်မာတိုင်းဒေသမိသားစုများနဲ့တော်လိုင်းအမှုပညာရှင်လင်းလင်းတော်လိုင်းအမှုပညာရှင်ခါရာ ပက်ဆယ်လိုတို့ရဲ့ရန်ပုံငွေပွဲမှာရရှိလာတဲ့ American Dollar 9000ကို Safe Hospital, Safe Healthcare Campaign ကိုလှူဒန်းခဲ့တာပါ။အမျိုးသားညီညွတ်ရေးအစိုးရစက်မိုင်ဝင်ကြီးဌာနကဘေးကင်းသောဆေးရုံများတည်ဆောက်နိုင်ရေးအတွက်ရည်ရွယ်ပြီးတော့ Safe Hospital Safe Healthcare Campaign ကိုပြုလုပ်နေတာလည်းဖြစ်ပါတယ်ရှင်။အကြက်ဖက်စစ်တပ်ရဲ့ကန့်တောက်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ။ PLA ကသိမ့်ပတ်ရရှိတဲ့လက်နက်ခဲယမ်းနဲ့စစ်သုံးပစ္စည်းတွေကိုထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်ရှိကန့်တောက်ရဲစခန်းကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲ့ဦးဆောင်မှုနဲ့မဟာမိတ်တပ်ပေါင်းစုကတိုက်ခိုက်သိမ်းပိုက်ပြီးရနောက်မှာသိမ်းပိုက်ရရှိခဲ့တဲ့လက်နက်ခဲယမ်းတွေနဲ့စစ်သုံးပစ္စည်းတွေကိုဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲကာလမှာရန်သူဘက်ကနေလေချောင်းပစ်ကိုဒရက်ဆက်ပေးခဲ့ပြီးအပြင်းထန်ခုခံခဲ့သလိုဂျွန်လ၂ရက်ကနေစခန်းသိမ်းနိုင်တဲ့ဂျွန်၁၉ရက်အထိလေချောင်းတိုက်ခိုက်မှုအကျဉ်းကြီး၂၀၀ကျော်ပြစ်လုခဲ့ပြီးဘုံတိလုံးရီ၅၀၀ကျော်ကျဲချခဲ့ကဂျက်ဖိုက်တာတွေ Y12 ဘုံကျဲလေယာဉ်တွေအပါအဝင် MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့စက်တက်လေထီးတွေလည်းတိုက်ခိုက်ခဲ့တယ်လို့ PLA ကအသိပေးထားပါတယ်။ကဲဟုတ်ကဲ့ကန်တော့ရစကန်ကိုဒီနေ့မနေ့6:40မှာ အဲကျမတို့ PL ရဦးဆောင်ပြီးတော့ဗောနော်ဟိုမမေတပေါင်းစုချင်းနဲ့ပူပေါင်းပြီးတော့အာအောင်နိုင်ခဲ့ပါတယ်ဟုတ်ပြီအတက်ပတ်စတာတော့ဆုံးလား၂ရက်နေ့မနေ့က9နာရီကျော်တော့ကနေစတိုက်တယ်ဗောနော်အခုတက်ပွဲအောင်မြင်သွားတဲ့ချိန်ကတော့ဆုံးလား19ရက်မနေ့6နာရီ40မှာဟုတ်ကဲ့ဒီမမိတ်တရော PL တွေရောအားလုံးရေပေါ်တယောက်ချင်းစီရဲ့စိတ်ပန်းဖြတ်မှုတွေပေါ့ပြီးဆက်ဆွမ်းမှုတွေအနေနာခံမှုတွေဘောနော် တို့ရဲ့ချွေးတွေ့တွေနဲ့ရင်းပြီးတော့เนาะဒီအမွဲကိုရယူနိုင်နေပါတယ်လက်ဝဲပိုင်းပိုင်းရယူနိုင်နေပါတယ်နေ့စဉ်နဲ့ညလေးကြောင်းနဲ့ဘုံကျဲတက်ခဲမှုတွေကြားထဲမှာခက်ခဲတက်ခဲနေတယ်ဒီအဲစခန်းကလည်းသူကဒီကတော့ရင်းစခန်းတာပြောတာပေါ့နော်စစ်တပ်စခန်းဖြစ်နေအသွင်ပြောင်းထားတယ်ကရုတ်ချင်းတွေခိုင်မာတွေတူထားတယ်ဘန်ကားတွေခိုင်ခန့်တွေစောက်ထားတယ်မိုင်းဝင်းတွေထပ်ထန်းတွေအလုပ်ထားတဲ့နေရာပေါ့နော် အဲ့ဒီနေရာကဘုလို့တော်တော်ကိုခက်ခဲတိုက်ယူခဲ့ရပါလေ။ရန်သူမတီကတော့အကြဆုံးနေကြတယ်လို့သိရတယ်။ရေးတွေ့တွေကတော့အခုမှဆင်းပြေစုနေတော့မရှိပါသေးသေးတယ်။ရောအနောက်သိရလို့ရှိရင်ထပ်ပြီးတော့အဲထုတ်ပြန်ပေးပါမယ်။အကြဖတ်စစ်တပ်ကကန်းတော့ရဲစခန်းမကြရဲရဲအတွက်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ခုခံနေပေမဲ့လည်းပြီးခဲ့တဲ့ဂျွန်30ရက်မှာတော်လန်ရေးပူပေါင်းတပ်တွေကအကြဖတ်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပစ်ချနိုင်ခဲ့ပြီးတော့လေယာဉ်မောင်းတွေပါတေဆုံးခဲ့တာပါ။ အကျန်းဖက်စစ်တပ်ရဲ့ကန့်တော့ရဲစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာရဲဘော်တော်ဦးကြဆုံးခဲ့ရတယ်လို့လည်း ABSDF အမှတ်30ကျောင်းကအသိပေးထုတ်ပြန်ခဲ့ပါတယ်။အကျန်းဖက်စစ်တပ်ရဲ့ကန့်တော့ရဲစခန်းသိမ်းတိုက်ပွဲမှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဦးဆောင်ပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရင်းမပင်ခရိုင်အမှတ်7တပ်ရင်းစစ်တပ်နဲ့တပ်မတော်ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF ထောင်းနဲ့နေစည်းမချပျောက်ကြားတက်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကပုံပေါင်းပါဝင်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ဆလပီတိဆက်ပေးစင်တဲ့တင်းကတော့အကျန်းဖက်စစ်အုပ်စုကို ထောက်ပံ့နေတဲ့တရုတ်စစ်လက်နက်ကုမ္ပဏီကနေရင်းနှီးမြှုပ်နှံမှုတွေကို APEX ကရုပ်သိမ်းလိုက်တဲ့တင်းမှာ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားတောင်းဆိုမှုတွေကြောင့် Airbus ကနေအကြမ်းဖက်ဆဲအုပ်စုကိုထောက်ပံ့နေတဲ့တရုတ်စစ်လက်နက်ကုမ္ပဏီကနေရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းလိုက်တဲ့အပေါ်အဖွဲ့အစည်းတွေကကြိုဆိုတယ်လို့ထုတ်ပြန်ပါတယ်။တရုတ်စစ်လက်နက်ကုမ္ပဏီဖြစ်တဲ့ AV China Industry and Technology Company Limited AV China ကနေရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းလိုက်တဲ့ Airbus ရဲ့အဆိုပါလုံရဲ့အပေါ် Justice for Myanmar နဲ့ Info Harmony တို့ကနေကြိုဆိုသလိုအကြက်ဖက်စစ်အုပ်စုတန်းစစ်လက်နက်ရောင်းချမှုအဆုံးသတ်ရေးအတွက်တရုတ်နိုင်ငံရှိလုပ်ငန်းတွေမှာ Airbus ရဲ့ဩစာလွှမ်းမိုးနိုင်မှုကိုအသုံးပြုဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ်။ Airbus က AB China မှာ share 5.33ရာခိုင်နှုန်းပိုင်ဆိုင်နေတခုတည်းသောအကြီးဆုံးနိုင်ငံတကာ share ရှင်ဖြစ်ပြီးတော့ 2024ခုနှစ်ဇွန်လ30ရက်နေ့စရင်အရာယင်းနှိမ့်နှံမှုတန်မှုမှာအမေရိကန်ဒေါ်လာတန်140ရှိပါတယ်။အခုလိုယင်းနှိမ့်နှံမှုတွေရုပ်သိမ်းလိုက်ခြင်းကကမ္ဘာတဝန်းရှိအရက်ဖက်အဖွဲ့အစည်းတွေ၊တပိတ်အဖွဲ့တွေ၊ကုန်သွယ်ရေးသမဂ္ဂတွေ၊ဆန္ဒပြတောင်းဆိုသူတွေနဲ့လူပုဂ္ဂိုလ်အသီးသီးပါဝင်တဲ့အုံအုံကျက်ကျက်လှုပ်ရှားတောင်းဆိုမှုများကြောင့်သာဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲ့ဒီလှုပ်ရှားတောင်းဆိုမှုတွေမှာ Airbus ကို Aviation Industry Cooperation of China AVIC အပေါ်သူတို့ရဲ့ဩစာလွှမ်းမိုးနိုင်မှုကိုအသုံးပြုပြီးမြန်မာစစ်အုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေကိုရပ်ဆိုင်းစေဖို့သို့မဟုတ်ပါကရင်းနှီးမြှုပ်နှံမှုတွေရှုပ်သိမ်းရန်ဖိအားပေးခဲ့တာပါ Justice for Myanmar နဲ့ Info Harmony တို့က2024ခုနှစ်စက်တင်ဘာလထုတ်အစီရင်ခံစာမှာ AVIC ရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ AV China Industry and Technology Company Limited မှာ Airbus ရဲ့များပြားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုဖော်ထုတ်ခဲ့တာပါ။ AV China ရဲ့ထုတ်ကုန်တွေမှာ K8 လေးကျင်ရင်အပေါ်စားတိုက်ခိုက်ရေးလေးရင်နဲ့ Y12 ဘတ်ဆောင်သုံးလေးရင်ပါဝင်လို့အဲ့ဒီအမျိုးအစားနှစ်ခုလုံးကိုမြမလေတက်ကနိုင်ငံတော်ဝင်ရပ်သားပြည်သူများအပေါ်ပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ရမှာဆက်လက်အသုံးပြုနေတာလို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ Airbus က AV China ကနေယင်းနှိမ့်မြုံနယ်မှုတွေရှုပ်သိမ်းမှုကို2025ခုနှစ်ဧပြီလ1ရက်နေ့မှာအပြည့်အစုံဆောင်ရွက်ခဲ့ပြီးမတ်လ31ရက်နေ့အထိသုံးပတ်တာဗန်နာရေးဆိုင်ရာရှင်းလင်းချက်မှာဖော်ပြခဲ့ပါတယ်။ AV China တွင်ယင်းနှိမ့်မြုံနယ်ခြင်းဖြင့် Airbus ကဗန်နာရေးရပံ့ပိုးပေးခဲ့ပြီးတော့ AV China ရဲ့စစ်ရင်များဆက်လက်ထုတ်လုပ်ခြင်းဈေးကွက်မြင့်တင်ခြင်းနဲ့မြန်မာစစ်အုပ်စုတန်းရင်းစစ်လေရင်များတေပို့ရောင်းချခြင်းတို့မှအကျိုးအမြတ်များရရှိခဲ့တာပါ။ Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုမြှုပ်သိမ်းလိုက်ခြင်းကမြန်မာစစ်အုပ်စုစီစစ်လေရင်တွေနဲ့ဆက်ဆက်စစ်လက်နက်တွေရောင်းချထောက်ပံ့နေတဲ့ AVIC နဲ့တရုတ်အစိုးရတို့အတွက်ဗန်နာရင်းနဲ့ဂုံတိုက်ခိုင်ပိုင်းဆိုင်ရာပေးဆက်ရမှုတွေရှိမယ်ဆိုတာကိုပြက်သားတဲ့သတင်းစကားပားလိုက်ခြင်းဖြစ်ပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမက်ရတနာမောင်ကပြောပါတယ်တရုတ်နိုင်ငံကမြန်မာစစ်အုပ်စုအတွက်စစ်လက်နက်တွေ စစ်ဖက်ရက်ဖက်နှမျိုးသုံးနည်းပညာတွေနဲ့လေ့ကျင့်သိကြားမှုတွေကိုအထူးကရောင်းချထောက်ပံ့တဲ့နိုင်ငံဖြစ်ဆက်ရှိနေပြီးတော့ယခုလိုကြံရပါပတ်သက်မှုကိုအဆုံးသတ်ဖို့လိုသေးတယ်လို့ဆိုပါတယ် ABS အနေနဲ့မြန်မာစစ်အုပ်စုအတွက် AVIC ရဲ့ပံ့ပိုးမှုအားလုံးကိုဖျက်တောက်စေဖို့ AVIC အပေါ်ကိုယ့်ရဲ့လှောစာလွှမ်းမိုးနိုင်မှုကိုအသုံးပြုပြီးနောက်ထပ်အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ ဒါမှမဟုတ် AVIC နဲ့စီးပွားရေးလုပ်ငန်းတွေကိုတပြိုင်တည်းရှင်းတန်းလိုက်ဖို့လွန်ရေးကြည့်ပါရဲ့လို့ Justice for Myanmar ကပြောပါတယ်ရှင်။ပဲခူးတိုင်းမှာယခုနှစ်အတွင်းအကြမ်းဖက်ဆွေးအုပ်စုကြောင့်အမျိုးသမီး29ဦးအပါအဝင်60ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမှာယခုနှစ်ဇန်နဝါရီတရက်ကနေဂျွန်လ19ရက်အတွင်းအကြမ်းဖက်ဆွေးအုပ်စုကြောင့် အမျိုးသမီး29ဦးအပါအဝင်60ဦးသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့စည်းရင်းတွေရာသိရပါတယ်။ AAPP ရဲ့ကောက်ယူထားတဲ့စည်းရင်းတွေရာပဲခူးတိုင်းအတွင်းမှာဇန်နဝါရီ1ရက်ကနေဇွန်လ19ရက်အတွင်းအကြမ်းဖက်ဆဲအုပ်စုကြောင့်အမျိုးသမီး29ဦးနဲ့အမျိုးသား32ဦးစုစုပေါင်း60ဦးသေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ တေဆုံးသူတွေကအားလုံးကိုအမီနဲ့တကွအတိတ်ပြုနိုင်ခဲ့တယ်ဆိုတာနဲ့အဲ့ဒီတေဆုံးသူအခြေအတွက်ထဲမှာအသက်16နှစ်အောက်ကလေးငယ်၈ဦးပါဝင်တယ်လို့လည်းသိရပါတယ်။ဒါ့အပြင်တေဆုံးရသူတွေက35ဦးပါအကျန်းဖက်ဆေးအုပ်စုရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရတာဖြစ်ပြီး73ဦးကတော့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တေဆုံးရတာဖြစ်တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ18ရက်မနက်2နာရီခန့်မှာမင်းလှမြို့နယ်စာနေစုကျေးရွာအုပ်စုတာကလေးကျေးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်အုပ်စုကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ခန်းကောပင်ကျေးရွာအုပ်စုဖားလေးကွင်းမြောက်စုကျေးရွာမှာရှိတဲ့နေအိမ်တလုံးပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်တွင်းမှာရှိတဲ့အငိမ့်စားကျောင်းဆရာမကြီးဒေါ်တီယာကြီးစထိမှန်ပြီးတော့တေဆုံးခဲ့ရတာပါရှင်။ အခုတင်ဆက်ပေးစီနေတဲ့သတင်းကတော့ရင်းမပင်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရမှာ၄ဦးသေဆုံးခဲ့တဲ့သတင်းပါ။စကိုင်းတိုင်းရင်းမပင်မြို့နယ်အရှိတ်ချမ်းပသိမ်မုံရွာလမ်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ၄ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရင်းမပင်ခရိုင်ပကဖကထုတ်ပြန်ပါတယ်။ မနေ့ကဇွန်လ16ရက်နေ့မှာရင်းမပင်ခရိုင်ရင်းမပင်မြို့နယ်အရှိချမ်းပသိမ်မုံရွာလမ်းပိုင်းကိုရဲတပ်ရင်း28နဲ့နာမခါမအကြမ်းဖက်ပူးပေါင်းအင်အား90ကျော်ခန့်ပါဝင်တဲ့စစ်ကြောင်းကိုတိုက်နယ်နှစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဲမောက်ပျောက်ကြားအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါမိုင်းဆွဲတိုက်ခိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့တာကြောင့်အကြမ်းဖက်စစ်တပ်ဖက်က အနီးနားကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရှမ်းသက်ပစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမိမိတို့ထိန်းချုပ်နေမိများကိုကာကွယ်ဖို့စ조사ထမ်းဆောင်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲမပင်ခရိုင်ပကဖကအတိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်အာနာရှင်အမြင့်ပြည့်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ လူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအဖြစ်အောင်လန်လွတ်မြီထောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းကဒီနေ့မှလူတို့လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်တော်လန်ပြည်သူတွေကဒေါ်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်စံ့ယုံကြတဲ့အတူပန်းသပိတ်ကိုဆင်နွှဲခဲ့ကြတာပါလူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအဖြစ်ကျေးလက်တော်လှန်ပြည်သူအသံတပိတ်ကော်မတီကဒီနေ့မှလူတို့လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေကဒေါ်ဆန်းစုတီနဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြတဲ့အတူပန်းသပိတ်ကိုဆင်နွှဲခဲ့ကြတာပါရှင်။ရင်းမဲ့ပင်မျိုးနဲ့မြောက်ချမ်းမှာလူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်မွေးနေ့ထိမ့်မဲ့ဖြင့်နောက်ပြတ်မလှည့်ကြီးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနဲ့ယောက်ျားမင်းသမီးထောင်းသူတွေသပိတ်စစ်ကြောင်းတို့ပူးပေါင်းကဒီနေ့မှာလူတို့လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။တော်လှန်ပြည်သူတွေကဒေါ်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြတဲ့အတူပန်းသပိတ်ကိုဆင်နွှဲခဲ့ကြတာပါ။ ဆလင်းကြီးမြို့နယ်မှာလူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဖြင့်လက်ပတောင်းတောင်ဒေသတပိတ်အင်အားစုကဒီနေ့မှာလူမှုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။တော်လှန်ပြည်သူတွေကဒေါ်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြတဲ့အတူပန်းတပိတ်ကိုဆင်နွှဲခဲ့ကြတာပါ။ရွှေဘုံမြို့နယ်မှာလူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဖြင့်ငါမင်းဆောင်ကတာလူတို့အောင်လံတပိတ်အဖွဲ့နဲ့ပြည်သူတွေကဒီနေ့မှလူတို့လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေကဒေါ်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြတဲ့အတူပန်းတပိတ်ကိုဆင်နွှဲခဲ့ကြတာပါရှင်ဆန္ဒပြတော်လှန်ပြည်သူတွေကနေပြည်တော်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေတာပါရှင်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့သွဲကနေကိဝင်းနိုင်ကြပါစေရှင်။ဆေးစုတင်ပါတယ်ရှင်။